အေယော်ရီတိုင်းလေးမျက်နှာမျိုးအနီးသို့အေအေရဲ့ထိုးစစ်ရောက်ရှိလာပြီးအကြမ်းဖက်စစ်ကောင်စီတပ်ကငဝန်တရာအစင်ရွှေတစ်စုရွာမှာခန့်စစ်ပြင်ဆင်နေတယ်လို့ကျေးရွာနေပြည်သူတွေကိုထမင်းနဲ့ဟင်းများကိုစစ်တပ်ကအတင်းကျပ်ချက်ခိုင်းပြီးပို့ဆောင်ခိုင်းနေတယ်လို့ဒေသနေပြည်သူများကပြောဆိုထားပါတယ်။မက်ဆလာဇာမိုင်မှာစတင်ကလေးမျက်နှာမျိုးနဲ့မှာအေအေနဲ့ကျမ်းဖက်စစ်ကောင်စီတပ်တို့ထိတွေ့တိုက်ပွဲများစတင်ပြင်းထန်လာပြီးလက်ရှိအချိန်မှာတော့လေးမျက်နှာမျိုးအနီးထိအေအေရဲ့ထုတ်စင်များရောက်ရှိလာတယ်လို့သိရပါဗျ။လက်တော်အချိန်မှာ အကြပ်ဖက်စစ်ကောင်စီတပ်ကငဝန်ဒရာအစင်ရွှေတစ်စုရွာမှာခန်းစစ်ပြင်ဆင်နေတယ်လို့ငဝန်မြေနောက်ဘက်ရှိတမိုင်းဝင်ဒူပါယုံဖျားကြီးမှလည်းအကြပ်ဖက်စစ်ကောင်စီတပ်သားချို့ရောက်ရှိနေပြီးတက်ဆွဲရန်ပြင်ဆင်နေတယ်လို့သိရပါဗျ။အကြပ်ဖက်စစ်ကောင်စီတပ်သားများရောက်ရှိလာတာကြောင့်ဒူပါယုံဖျားနီးမှာရှိတဲ့ခြေရွာများမှာပြည်သူများကဘေးလွတ်ရာကိုကြိုတင်ရှောင်ရှားနေကြတယ်လို့လည်းသိရပါဗျ။ထို့ကဲ့သို့အကြပ်ဖက်စစ်ကောင်စီတပ်သားများလာရောက်တက်ဆွဲခြင်းကြောင့်ဘက်စလာ၂၃ရင်းထဲမှာစတင်ပြီးရွှေသစ်စုခြေရွာရဲ့လက်နက်ကင်ခြေရွာအုပ်ချုပ်ရေးမှုဇော်နိုင်ကခြေရွာနေပြည်သူတွေကို အလဲကြထမင်းနဲ့ဟင်းများအတင်းကျပ်ချက်ခိုင်းပြီးစစ်သားများထံပို့ဆောင်ခိုင်းနေတာဖြစ်တယ်လို့သိရတာပါကျေးရွာနေပြည်သူတွေကစစ်ခွေးတရားစာချက်ပြီးပို့ဆောင်နေရတယ်ရွာလူကြီးဇော်နိုင်ဟုတ်ကလက်နက်ကင်အုပ်ချုပ်ရေးမှုပါတို့ရင်မှလည်းလက်နက်ခဲယမ်းချို့တင်စီထားတာရှိတယ်အခုဆိုနေစဉ်လက်နက်ကြေးတံတွေကြားနေရပါတယ်တဖြည်းဖြည်းနဲ့လက်နက်ကြေးတံကပိုပြီးကြေကြေလောင်လောင်ကြားနေရတယ်အေးရဲ့ထိုးစစ်ဟာတက်မြို့နာထိကတ်လာနေပြီဖြစ်တယ်လို့ဒေသနေပြည်သူတို့ကပြောဆိုထားတာဖြစ်ပါတယ်အကြမ်းဖက်စစ်ကောင်စီတက လေးမြောင်နောင်မြို့နယ်အတွင်းဖြစ်ပွားနေတဲ့တိုက်ပွဲများမှာထိခိုက်ဒေဆုံးမှုများပြားနေပြီးလေကြောင်းနဲ့လက်နက်ကြီးများကိုသာအားထားပြီးတိုက်ခိုက်နေခြင်းဖြစ်တယ်လို့သိရပါဗျ။ရွေးကောက်ပွဲကိုယခုနှစ်ဒီဇင်ဘာတတိယပတ်စတုတ္ထပတ်2026ခုနှစ်ဇန်နဝါရီလပထမပတ်နဲ့ဒုတိယပတ်တို့မှာ လေးကြိမ်ခွဲပြီးပြုလုပ်သွားမှာဖြစ်တယ်လို့မြောင်နိုင်ပြောဆိုထားတဲ့သတင်းကိုလည်းဖော်ပြပေးပါမယ်။အကြမ်းဖက်စစ်ကောင်စီတပ်ကရွေးကောက်ပွဲကိုယခုနှစ်ဒီဇင်ဘာတတိယပတ်စတုတ္ထပတ်2026ခုနှစ်ဇန်နဝါရီလပထမပတ်နဲ့ဒုတိယပတ်တို့မှာ လေးချိန်ခွဲပြီးပြုတ်လောက်သွားမှာဖြစ်တယ်လို့စစ်ကောင်းဆောင်မြောင်းနိုင်ကပြောဆိုလိုက်ပါတယ်။ယမန်လေးကနေပြည်တော်မှာဖြစ်လို့တဲ့စစ်ကောင်စီအစည်းအဝေးမှာ၎င်းကထပ်ပါတိုင်းပြောဆိုလိုက်ခြင်းလည်းဖြစ်ပါတယ်။စစ်ကောင်စီကရွေးကောက်ပွဲကိုယခုနှစ်ဒီဇင်ဘာလတတိယပတ်နဲ့စတုတ္ထပတ်2026ခုနှစ်ဇန်နဝါရီလပထမပတ်နဲ့ဒုတိယပတ်တို့အတွင်းကျင်းပပြုလုပ်ရန်ရာထားကြောင်းစစ်အာဏာသိမ်းပြီးတဲ့နောက်နှစ်တတာကာလအတွင်းရွေးကောက်ပွဲကျင်းပပြုလုပ်နိုင်ရန်အတွက်စဉ်းစားဆောင်ရွက်ခဲ့တော်လဲ COVID-19 အလွန်ကာလဖြစ်ခြင်းနဲ့ ရွေးကောက်ပွဲကျင်းပဖို့တည်ငြိမ်မှုလိုအပ်နေတဲ့အချိန်ဖြစ်တာကြောင့်ကျင်းပနိုင်ခဲ့ခြင်းမရှိဘူးလို့မြောက်နိုင်ကပြောဆိုထားတာဖြစ်ပါတယ်။ရွေးကောက်ပွဲမှာ electronic voting machine စနစ်နဲ့စာနာမဲ့ပေးရန်ကြိုတင်ပြင်ဆင်လျက်ရှိကြောင်းရွေးကောက်ပွဲဥပဒေမှာရွေးကောက်ပွဲကိုဖြစ်နိုင်သည့်ရွေးတနည်းနဲ့ကျင်းပရန်အများပြည်သူရုံးပိတ်ရန်မှာပြုလုပ်ရန်နဲ့ကြိုတင်ကြေညာပြဋ္ဌာန်းရန်ပါရှိကြောင်းထို့ကြောင့်ရွေးကောက်ပွဲပြုလုပ်ဖို့အတွက်ရက်အကန့်အသတ်ပြုလုပ်ထားခြင်းမရှိဘူးလို့ပြောရမှာဖြစ်ကြောင်းမြန်မာနိုင်ငံအတိုင်းမှာ ပါလီမန်ဒီမိုကရေစီခက်မှာလည်းပြည်တွင်းလမ်းတကိုင်းပဋိပက္ခတွေကြောင့်ရွေးကောက်ပွဲကိုတကြိမ်တည်းကျင်းပခဲ့ခြင်းမဟုတ်ကြောင်းမိမိတို့အနေနဲ့ရွေးကောက်ပွဲအထမ်းမြောက်တဲ့အဆင့်ကိုဦးစားပေးပြီးမြောက်အောင်ဆောင်ရွက်ရမှာဖြစ်ကြောင်းမယောင်နိုင်ကပြောဆိုထားတာပဲဖြစ်ပါတယ်စစ်ကောင်စီက2020ရွေးကောက်ပွဲမှာပြည်သူလူထုရဲ့ဆန္ဒမဲနဲ့အပြတ်အသတ်ပြည်လုံးကျုံအနိုင်ရရှိခဲ့တဲ့ NLD ပါတီရဲ့ခေါင်းဆောင်လည်းဖြစ်လူထုရွေးကောက်တင်မြောက်ထားတဲ့အစိုးရခေါင်းဆောင်လည်းဖြစ်တဲ့နိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့နိုင်ငံတော်နိုင်ငံပုဂ္ဂိုလ်ဒေါက်ဆန်းစုကြည်တို့ကိုဖမ်းဆီးအကျဉ်းချထားတာက NLD ပါတီကိုလည်းဖျက်သိမ်းထားပါဗျ။ပြည်ပသို့တွားရောက်အလုံလုံကင်မှုတွေကိုလစဉ်အရေးအတွက်အကန့်အသတ်နဲ့ပိတ်ပင်လိုက်ပြီးတဲ့နောက်ပြည်တွင်းမှာသာအလုံလုံကြဖို့မရောက်နိုင်ပြောဆိုထားတဲ့အကြောင်းကိုလည်းဆက်ပြီးဖော်ပြပေးပါမယ်။ပြည်ပနိုင်ငံများသို့အလုံသမားများတွားရောက်အလုံလုံကင်မှုတွေကိုနိုင်ငံလိုက်စစ်ကောင်စီကအရေးအတွက်လစဉ်ကတ်သက်ထွက်ခွာခွင့်ပြုပြီးတဲ့နောက်ပြည်တွင်းမှာသာအလုံလုံကြဖို့မရောက်နိုင်ကပြောဆိုတိုက်တွန်းလိုက်ပြန်ပါတယ်။ဂျမန်ကနေပြည်တော်မှာဖြစ်လို့တဲ့စစ်ကောင်စီအစည်းအဝေးမှာ၎င်းကအထက်ပါတိုင်းတိုက်တွန်းပြောဆိုလာခြင်းလည်းဖြစ်ပါတယ်။ ပြည်ပသို့သွားရောက်လောက်ကင်မှုများနဲ့ပတ်သက်၍လည်းထို့သို့လှုပ်ဆောင်မှုတွေကြောင့်ပြည်တွင်းမှာအလုံသမားရှားပမှုများဖြစ်ပေါ်လျက်ရှိတာကြောင့်ပြည်တွင်းမှာအလုံကင်ခွင့်လန်းများဖော်ဆောင်ပေးရန်လိုအပ်ကြောင်းပြည်ပသို့သွားရောက်လောက်ကင်ခြင်းထက်ဘဝလုံးကျုံမှုရှိတဲ့ပြည်တွင်းမှာလောက်ကင်မယ်ဆိုပါကလည်းကြီးပေါ်တိုးတက်နိုင်မဲ့ခွင့်လန်းများရှိတာကြောင့်ပြည်ပသို့သွားရောက်လောက်ကင်ပြီးအစားပြည်တွင်းမှာသာအလုံလောက်ကြဖို့တိုက်တွန်းပြောကြားလိုတယ်လို့ဆိုပါတယ်ပြည်တွင်းမှာလောက်ကင်နိုင်ရေးအတွက်လည်း၎င်းတို့ကိုဤပညာများအလောက်ကင်ခွင့်လန်းများဆက်မှုဤပညာများ စသည်တို့ကိုဖော်ဆောင်ပေးနိုင်ရမှာဖြစ်တယ်လို့ဂျမ်းဖက်မင်းအောင်လိုင်ကပြောဆိုလိုက်တာပါအဂျမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လိုင်ရဲ့အမိန်နဲ့အလုသမားဝင်ကြီးအစ်စ်ဖြစ်လာတဲ့ချစ်ဆွေကယခု match လာမှစတင်ကထိုင်းဂျပန်မလေးရှားကိုရီးယားနဲ့စင်ကာပူနိုင်ငံများတို့အလုသမားများစေလွှတ်မှုတွေကိုအရေးအတွက်ကတ်သားလိုက်ပြီးပြည်ပအလုပ်ကိုင်အေဂျင်စီတစ်ခုလျင်ထိုင်းနိုင်ငံတို့မြန်မာလူသမားရေအတွက်ဒေါ်လာလျင်50ဦးနှုန်းကိုရီးယားနိုင်ငံတို့မြန်မာလူသမားအရေအတွက်ဒေါ်လာလျင်10ဦးနှုန်းစင်ကာပူနိုင်ငံတို့မြန်မာလူသမားရေအတွက်ဒေါ်လာလျင်9ဦးနှုန်း မလေးရှားနိုင်ငံတို့မြန်မာအလို့သမားရေအတွက်တစ်လလျင်20ဦးနှုန်းပေးပို့ရမှာဖြစ်တယ်လို့ကန့်သတ်လိုက်ခြင်းဖြစ်ပါတယ်။ထို့ပြင်အသက်16နှစ်မှအသက်35နှစ်အတွင်းအမျိုးသားလူငယ်များအားလုံးကိုလည်းပြည်ပနိုင်ငံများသို့သွားရောက်အလို့လုပ်ခွင့်ကန့်သတ်ပိတ်ပင်ထားပြီးပြည်ပရောက်မြန်မာများအနေနဲ့လည်းပြည်တွင်းသို့မြဖြစ်မနေပြန်လည်ဆွတ်မှုထမ်းဖို့အတွက်ဖိအားပေးမှုတွေကိုဇက်တိုက်လှုပ်ဆောင်လာတယ်လို့ပြည်ပရောက်မြန်မာလူငယ်များရဲ့မိဘများကပြောဆိုထားတာဖြစ်ပါတယ်။အခုတခါထိုင်းမြန်မာနယ်စပ်နီးမှာရှိတဲ့စစ်ကောင်စီရဲ့ခလေတီစကန်ကို KNL ဥဆောင်တဲ့တော်လိုင်းတက်တွေကတင်ပိုက်ရရှိထားပြီး အချမ်းဘက်စစ်ကောင်စီကညချင်းလေးများနဲ့ဘုံများကျဲချတဲ့တဲ့မှာကင်းမီနယ်လိုင်းပွဲမြို့နယ် KNU တပ်မခွန်နယ်မြေထိုင်းမြန်မာနယ်စပ်နီးမှာရှိတဲ့စစ်ကောင်စီရဲ့ကလေးလေးစခန်းကို KNL ဦးဆောင်တဲ့တော်လိုင်းတပ်တွေကသိမ်းပိုက်ရရှိထားတယ်လို့ KNL သတင်းရင်းမြစ်တွေကပြောဆိုထားပါတယ်။ရမနေ့မတ်လ25ရက်နေ့ညနေ4နာရီချိန်ခန့်က KNU လက်အောက်ခံ KNL တပ်မခွန်နယ်မြေရှိစစ်ကောင်စီရဲ့ကလေးလေးပြူဟာစခန်းကို တိုက်ခိုက်သိမ်းပိုက်ရရှိထားခြင်းဖြစ်တယ်လို့ဆိုပါတယ်။အဆိုပါစခန်းကိုမတ်လ22ရက်နေ့ညပိုင်းမှာစတင်တိုက်ခိုက်ခဲ့ပြီးတော့ တောင်းရအကြောင်းမက်ဆာ25နှစ်ညပိုင်းမှာတိမ့်ပတ်ရရှိထားခြင်းဖြစ်တယ်လို့လဲဆိုပါရယ်။ရမနေ့ည9:30မိနစ်အချိန်မှာလေးများနဲ့ဘုံကျဲချခဲ့တယ်လို့လဲသိရပါရယ်။ညပိုင်းမှာစစ်တပ်ကလေးနဲ့ဘုံကျဲသွားတယ်ဗျ။နေ့လုံးညနေပြီးမှညပိုင်းမှာဘုံကျဲတာ။ကလရီစကန်တိုင်းတပ်ဖွဲ့မှာစစ်သားတွေကစင်လျားထွက်ပြေးသွားတယ်။ပြေးတဲ့သူများတယ်။တော်လိုင်းဘတ်တော်သားတွေဘက်ကလည်းထိခိုက်ကြဆုံးမှုတွေရှိပါရယ်။ညပိုင်းကလေးနွေတောက်လျှောက်တက်လာလို့သတိထားနေရတယ်လို့ကလရီသတင်းမြစ်ကပြောဆိုထားပါရယ်။စစ်ကောင်စီရဲ့ကလရီတက်စကန်ကိုတိုက်ခိုက်သိမ်းပတ်ရမှာ KNL တက်မှာခွန်တက်မှာမှုကိုတိုင်ဦးဆောင်ပြီး KNL တရင်20နှစ်အပါဝင်မဟာမိတ်တပ်ပေါင်းစုတွေကတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ဆိုပါရယ်။ဒိန်စီယာရှိတဲ့လမ်းနက်ခဲယမ်းများရှိပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေမှအုပ်စုနှစ်စုကွဲပြီးထွက်ပြေးသွားတယ်လို့ဆိုပါရယ်။ထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုမဟာမိတ်တပ်တွေကလိုက်လံရှင်းလင်းလျက်ရှိတယ်လို့လည်းသိရပါရယ်။ထိုင်းမြန်မာနယ်စပ်အနီးတိုက်ပွဲတွေကြောင်းထိုင်းစစ်တပ်ကနယ်စပ်တစ်လျှောက်လုံခြုံရေးများတိုးမြှင့်ထားတဲ့အပြင်ထိုင်းတော်ဝင်လေတပ်က F60 တိုက်လေများနဲ့ကင်းလက်မှုများလုံဆောင်လျက်ရှိတယ်လို့လည်းသိရပါရယ်။ ထို့ပြင်မက်ဆလာ၁၄ရက်နေ့ထိုင်းမြန်မာနယ်စပ်ဤမှာ KNU ဓမ္မခွန်နေမြေတွင်းမှာရှိတဲ့စစ်ကောင်စီတပ်ရဲ့ဘူလူတုတပ်စခန်းကို KNL ဦးဆောင်တဲ့တော်လိုင်းတပ်များကတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးစစ်တပ်ကဆန်နဦးသေဆုံးခဲ့တယ်လို့စစ်သား၁၁ဦးထိုင်းဘက်သို့ထွက်ပြေးလွတ်မြောက်သွားတယ်လို့လည်း KNU ကသတင်းထုတ်ပြန်ထားပါတယ်။အကြမ်းကြခံထားတဲ့နိုင်ငံတော်တိုင်ပင်ခံဒေါက်ဆန်းစုကြည်ရဲ့သားဖြစ်သူ King Ellis Cole ကိုထိန်လင်းကမိခင်အသက်၈၀မွေးနေ့အကြမ်းကြခံ၅နှစ်မြောက်အကျိုးလှူရှားမှုဖြစ် အမေရိကန်တို့မတ်လ15ရက်နေ့ကရောက်ရှိလာခဲ့ပါတယ်။၎င်းအားဒီပွဲပြီးသတင်းဌာနမှတွေ့ဆုံမေးမြန်းခဲ့ရမှာမိခင်ဖြစ်သူကိုအာဂျင်တီးနားတရားရုံးမှဖမ်းဖမ်းထုတ်ပြန်သည့်အထိဖြစ်ခဲ့ရမှုအပေါ်အနောက်တိုင်းမီဒီယာများမှအထူးကတာဝန်ရှိတယ်လို့ပြောဆိုခဲ့ပါတယ်။လူတွေကမိမိနဲ့ပတ်သက်ရင်လုံးဝမှားယွင်းနေကြတယ်။သူတို့ဟာမိမိကရိုဝင်ဂျာအရေးမှာစစ်တပ်နဲ့ပေါင်းနေတယ်ဆိုပြီးပုံဖော်နေကြတာပေါ့။အဲ့ဒီလိုလိန်လည်ခဲ့ကြတဲ့အပေါ်မှာနိုင်ငံတကာမီဒီယာတွေမှတာဝန်ရှိတယ်။ဒီလိုလိန်လည်ခဲ့တာတွေပြန်ရုပ်သိမ်းခေါ်ပြန်တော့လဲ။ သူတို့ပြောခဲ့တော့မှလို့အော့အော်တောင်းတဲ့ပုံစံမျိုးမဟုတ်ပဲတိတ်တိတ်ဆိတ်ဆိတ်ပဲလှုပ်သွားကြပါတယ်။မိလန်းမှာပြုလုပ်တဲ့ခန်းသားမှာ၎င်းရဲ့ဂီတာအတွက်ဒေါ်လာ1888ဒေါ်လာ၊ဒေါ်ဆန်းစုကြည်ပကြီးကားအတွက်ဒေါ်လာ9000၊သူမရဲ့ရုပ်ပုံပါတဲ့ပြက်ကလေးအတွက်ဒေါ်လာ1900ရရှိသွားခဲ့တယ်လို့ဆိုပါရယ်။အဆိုပါငွေများကတော့မြန်မာနိုင်ငံတွင်းပြည်내၃ခုမှာရှိတဲ့စစ်ဘေးရှောင်ဒုက္ခသည်များတောက်ရည်တန်းရရှိရေးစီမံကိန်းများအတွက်လှူဒန်းသွားမယ်လို့သိရပါရယ်။ဆက်အောင်လာရင်ဖွဲ့ရဲ့တရားရဂိုင်းနှုံးထိ ंछ ုတ်ထားနိုင်တဲ့နယ်မြေဟူ၍15ရဂိုင်းနှုံးသာရှိတော့တဲ့အတွက် နိုင်ငံတော်ဝန်အစအတော့တောက်ကုန်းရေးကျောင်းမာရေးပညာရေးအစရှိသူတို့မှလက်ဟာလာနေတဲ့အတွက်ကိုထိန်လင်းကတအားသမျှကိုကြီးပံ့ပိုးပေးရန်လုံခြုံလာခြင်းဖြစ်တယ်လို့ဆိုပါတယ်ပြည်ထနာကောင်မဲအောင်လိုင်ဟာနိုင်ငံတော်ဝန်၎င်းထိန်းချုပ်ထားနိုင်ဟန်တဲ့ရွေးကောက်ပွဲလုပ်ရန်တွင်တွင်ပြောနေခြင်းဖြစ်ပြီးထရန်ဆိုရာတကောင်မြန်မာနယ်ပတ်သက်၍နိုင်ငံခြားရေးမူဝါဒချမှတ်လာခြင်းမရှိသေးတာကြောင့်စောင့်ကြည့်နေကြပြီးဝါရှင်တန်ရဲ့အဆုံးဖြတ်ကြောင်းအခြေအနေများပြောင်းလဲသွားနိုင်ပွဲရှိတယ်လို့ဒီဒီပလိုမက်စာတမ်းမှာရေးသားထားပါတယ်။ဒီကုတ်ခါမှာတော့ ၎င်းတို့ရဲ့နာမည်ကျော်စစ်ထဏာချုပ်ကြီးကမိုင်းရိပ်မျိုးနီတို့ရွှေပြောင်းထားရုံများမကောင်းတရုတ်အာကိုနဲ့ကုမင်းမှပြုလုပ်တဲ့ဆွေတွေဘက်မှလာရှုတိမျိုးလုံးကိုပြန်ပေးရန်တောင်းဆိုလာနေပါတယ်။အင်အားရောင်မှအဆဆအရာရာတာလုံးနေတဲ့စတန်ဒတ်အာမေကြီးကပြန်မတိုက်နိုင်တော့တာကြောင့်ဗဇက်နဲ့သာကလေးစိုးကြီးလိုတောင်းနေရတဲ့အဖြစ်ရောက်နေပြီလို့ဆိုပါတယ်။လေကြောင်းမှမြေများပြန်အားသာနေစေကမူမျိုးရွာများကိုတိမ့်ပိုက်ဖို့ကြီးတဲ့အင်အားဖြစ်တာတိုက်ယူနိုင်မယ်ဆိုတဲ့အချက်ကိုအထင်ရှားတွေ့လာနေရပါတယ်။၎င်းတို့ဘက်က လေကြောင်းမှတိုက်ခိုက်နိုင်သူရဲ့အနိုင်ရနေပြီလို့ယူဆနေကြသာဖြစ်ပါတယ်။စစ်တိုင်းထားသူ MNDA ဘက်မှမြို့ရဲ့အချို့စိတ်ပိုင်းချို့သာပြန်ပေးနိုင်မယ်လို့တင်းခံထားပြီးလာရှုဟာလက်ရှိမှာပုံမှန်လဲပက်လျက်ရှိနေပါတယ်။ဒီဒီကိုကြီးချင်းအပြင်မြို့ရဲ့ဖီးယားကိုမလုံဆန်နိုင်ဖြစ်တာ၎င်းတို့နဲ့ပြောဆိုနေရခြင်းဖြစ်ပါတယ်။တစ်ဖက်မှာလည်းလာရှုမြို့သူမြို့သားများအားလေကြောင်းမှတိုက်ခိုက်လာနိုင်တဲ့အနေရရှိနေတယ်လို့သတိပေးလာခဲ့ပါတယ်။ဒီသူတို့ရဲ့ခုခံတော်လှန်စေမောက်ချအောင်ရမည်။